ဘောလုံးပွဲမှာဂိုးသွင်းလိုက်တာနဲ့ပေါက်ကွဲမှုတွေဖြစ်ပေါ်တော့မှာဖြစ်တာကြောင့်ဂိုးမသွင်းမှုတားဆီးခဲ့သူဒီနေ့ကျွန်တော်တို့တင်ဆက်ပေးသွားမယ့်ဇာတ်ကားလေးကထွက်ရှိလာတာမကြသေးတဲ့ကိုရီးယားအရှင်ဇာတ်ကားဖြစ်တဲ့ Decibel ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်စသချင်းမှာမြင်တွေ့ရမှာကတော့ဘောလုံးကွင်းကြီးတစ်ခုပါဝင်းထဲမှာတော့ထိတ်တန့်ဘောလုံးအသေးနှစ်သင်းဟာအကျိတ်နဲ့ကစားနေကြပါတယ်ဒါကြောင့်ပရိသတ်တွေကလည်းတောင်းတောင်းဖျားဖျားကိုအားပေးနေကြပါတယ်ဒါမဲ့လူတယောက်ကတော့ဘောလုံးကွင်းထဲမှာရှိနေပေမဲ့တစုံတစ်ခုကိုကြောက်လန့်နေပုံပေါ်နေပါတယ် ဘာလို့ဆိုတော့သူတယောက်တည်းပဲတည်တဲ့အန်ရည်တခုကဒီကွင်းကြီးထဲမှာရှိနေလို့ပဲဖြစ်ပါတယ်။ပရိသတ်တွေရဲ့အားပေးတန်တွေကိုတိုင်းတာပေးတဲ့အတန်ပမာဏဟာ100ဒက်စီဘယ်ကိုကျော်လွန်သွားမယ်ဆိုရင်တော့ဘောလုံးကွင်းကြီးကပေါက်ကွဲသွားမယ်ဆိုတဲ့အချက်ပါပဲ။အဲဒီမျိုးသားဟာအဲဒီကိစ္စကိုဖြေရှင်းဖို့အတွက်ကွင်းထဲကိုရောက်နေတာဖြစ်ပြီးတော့တစုံတစ်ယောက်ကလည်းသူ့ကိုဖုန်းဆက်နေပါလေ။သူကကွင်းထဲမှာအန်ရည်ကြီးထားတဲ့ပေါက်ကွဲမှုတွေအကြောင်းကိုဖုန်းနဲ့ပြောနေချိန်မှာတော့သူ့ဘေးကဖြတ်သွားတဲ့ပရိသတ်တို့ကကြားသွားခဲ့ပါလေ။ ူကဘာကိစ္စများလဲဆိုပြီးမေးနေတာကြောင့်အမျိုးသားကအတန်လိုက်တရာဒက်စီဘယ်ထက်ကျော်လွန်သွားရင်ကွင်းကြီးပေါက်ကွဲသွားနိုင်တယ်ဆိုတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ကစားနေတဲ့အသင်းတင်းကသာဂိုးသွင်းသွားမယ်ဆိုရင်ပရိသတ်တွေရဲ့အတန်ဟာရုတ်တရက်ခုန်တက်သွားနိုင်တာကြောင့်တရာဒက်စီဘယ်ကိုကျော်လွန်သွားနိုင်တဲ့အခြေအနေကလည်းရှိနေပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ပရိသတ်ဟာလန့်သွားပြီးတော့ဘာလို့ရင်ကောင်းမလဲစဉ်းစားနေခဲ့ပါတယ်။ဒါကြောင့်သူကဒီကစားပွဲမှာဂိုးမသွင်းစေဖို့လှုပ်ဖို့စဉ်းစားလိုက်ပါတယ်။ဒါမဲ့ကံမကောင်းစွာပဲတစ်ဖက်တင်းရပနတီပြစ်ဒဏ်ဘောကိုရသွားခဲ့ပါတယ်။ ကိုဝင်သွားခဲ့ရင်တော့ပရိသတ်တွေရဲ့အားပေးမှုဟာ100ဒက်စီဘယ်ကိုကျော်သွားတော့မှာပါ။ဒါပေမဲ့ကွင်းထဲကိုပရိသတ်တယောက်ရောက်လာပြီးဘောလုံးကိုဝင်ခံသွားတာကြောင့်အချိန်နည်းနည်းဆွဲလို့ရသွားခဲ့ပါတယ်။ဒီကစားကွင်းကြီးထဲမှာပေါက်ကွဲမှုကြီးဖြစ်သွားမလားဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒါပြီးတဲ့နောက်မှာတော့အတိတ်ကိုပြန်လည်ပြသထားပါတယ်။သမုတ်တရားတစ်ခုရဲ့ကျမ်းပြမှာရင်ကိုတင်းမောတစ်စင်းကိုတွေ့မြင်ရမှာပါ။ဒါကတော့ဟေလာလို့ခေါ်တဲ့ကိုရီးယားတင်းမောတစ်စင်းဖြစ်ပါတယ်။တင်းမောထဲမှာတော့ရေတက်အရာရှိတွေပါဝင်ကြပါတယ်။အရာရှိတွေရဲ့ခေါင်းဆောင်ကတော့ကန်တူယောင်ဆိုသူပါ။ သူကတော့စောစောကဘောလုံးကွင်းထဲမှာမြင်ခဲ့ရသူလည်းဖြစ်ပါတယ်။တနေ့မှာတော့သူတို့ရင်ကိုတင်းမောဟာရန်သူတင်းမောနဲ့ရင်ဆိုင်ရပါတော့တယ်။သူတို့တင်းမောကိုလက်နက်တွေထိမှန်ခဲ့တာကြောင့်တင်းမောဟာအနည်းငယ်ကြုံတွေ့နေခဲ့ရပါတယ်။ကံလဲသူ့ရဲ့တပ်သားတွေကိုထိန်းချုပ်ပြီးတော့ပြန်ကျင်ဆိုင်ဖို့ကြိုးစားရပါတယ်။ဒါပေမဲ့လည်းသူတို့တင်းမောဟာထိနာသွားတာကြောင့်ရေရောက်ကျမ်းမြင့်တီကိုထိုးဆင်းသွားခဲ့ပါတယ်။အဲ့ဒီဖြစ်ရပြီးတနေ့လောက်ကြာသွားပြီးတဲ့အချိန်မှာတော့ကံအားအသက်ရှင်လျက်ရှိနေခဲ့တာကိုမြင်ရမှာပါ။ကံအားရေတက်ရရှိဘဝကနေနားယူလိုက်ပြီးတော့အာမန်လူတယောက်ဘဝနဲ့ပဲနေထိုင်နေခဲ့တာပါ။ ကံရဲ့ဇနီးတဲ့ယူချောင်းတဲ့သမီးလေးစူရီတို့လည်းရှိကြပါတယ်။တနေ့ကဟာသတင်းစာရှင်းလင်းပွဲတစ်ခုကိုသွားချိန်မှာတော့သူဖုန်းထဲကိုဖုန်းနံပါတ်စိမ်းတစ်ခုဝင်လာခဲ့ပါတယ်။ဖုန်းထဲကအတန်ရှင်ကကစားကွင်းထဲမှာဘုံတလုံးရှိနေတယ်လို့ကန့်ကူလာပြောပါတယ်။နောက်ပြီးတော့ရာရှိကြီးတဦးရဲ့အိမ်မှာလည်းဘုံနေစင်ထားတယ်လို့ပြောလာပါတယ်။အဲ့ဒီနေရာတစ်ခုတည်းကကြိုက်တဲ့နေရာတစ်ခုကိုရွေးလို့တစ်ဖက်ကပြောလိုက်ပါတယ်။ကံလည်းမယုံကြည်နိုင်အောင်ဖြစ်သွားတာမို့ဖုန်းကိုချလိုက်ပါတယ်။သတင်းစာရှင်းလင်းပွဲမှာတော့ကန့်ကိုလုံခဲ့တဲ့တနေ့ကဖြစ်ပွားခဲ့တဲ့ရင်ကိုတင်းမောအကြောင်းကိုမေးမြန်းချပါတယ်။ တင်မောကိုမှလိုက်ပါလာတဲ့တပ်သားတွေအများကြီးတည်ဆုံမှုကိုကန့်အနေနဲ့မကယ်တင်နိုင်ခဲ့တာဘာလို့များလဲလို့တချို့ကပြစ်တင်ဝေဖန်နေကြပါတယ်။ဒါကြောင့်ကန်ဟာစကားမပြောနိုင်တော့ခံစားလိုက်ရတာမို့ဘာမှမပြောနိုင်မဲနဲ့ငင်းငေးကြီးသာရက်နေခဲ့ပါတယ်။တင်းသားရှင်းလင်းပွဲလုပ်ပြီးတော့ဘာမှမပြောတာတော့ထူးဆန်းပါတယ်။အခုမြင်တွေ့ရမှာကတော့ဖုန်းထဲကလူစိမ်းပြောထားတဲ့အရာရှိကြီးရဲ့အိမ်ကိုပါဆယ်တုပ်တထုပ်ရောက်လာခဲ့ပုံမှာအရာရှိကဖွင့်လိုက်ချိန်မှာတော့အထဲမှာဘုံတုံးတုံးရှိနေတာကိုတွေ့လိုက်ရပါတယ်။နောက်ထပ်ဘုံတုံးတုံးကလည်းကစားကွင်းထဲမှာရှိနေပါတယ်။ အရာကြီးကြီးလည်းဘာမှမလို့ရသေးခင်ပါပဲဘုံကပေါက်ကွဲသွားပြီးတော့သူတို့သမီးသားစုလုံးလည်းဘုံတိမှန်သွားကြပါတယ်။ကံရဲ့ဇနီးတဲ့ယူချောင်းကတော့တာဝန်ရကစားကွင်းထဲကို လာဖို့ဖြစ်လာခဲ့ပါပြီ။ဖုန်းထဲကညွန်ကြားနေသူကလည်းကံကိုဖုန်းဆက်ပြီးတော့ application တစ်ခုကို download ဆွဲဖို့ပြောနေပါတယ်။တရက်ကို download လိုက်မယ်ဆိုရင်တော့ကံစီကိုတခြားဘယ်ဖုန်းမှဝင်မှာမဟုတ်တော့ဘဲနဲ့သူ့ဖုန်းတစ်လုံးထဲသာဝင်တော့မှာပဲဖြစ်ပါတယ်။ကံကတော့ဒီကိစ္စတွေကိုမယုံကြည်နိုင်ဖြစ်နေခဲ့ပါပြီ။ ဒါကြောင့်တပတ်ကလူပြောနေတာကိုမလုပ်သေးဘဲနေနေချိန်မှာပဲနောက်ထပ်ဘုံတလုံးကိုပေါက်ကွဲလိုက်တာကြောင့်ဒုတိယဘုံပေါက်ကွဲမှုဖြစ်သွားတာကိုကံမြင်လိုက်ရပါတယ်။ဒီတော့မှကံလေးလင်းမြန်မဲ့အက်ကိုဒေါင်းလောဆွဲပြီးတော့ဟိုလူပြောသမျှကိုလိုင်းလာရပါတော့တယ်။ဒီချိန်မှာပဲနောက်ထပ်ဘုံတလုံးရှိနေတဲ့အရာကအကြီးဆုံးဘောလုံးကွင်းရှိတဲ့နေရာမှာဖြစ်နေခဲ့ပါတယ်။ကံအနေနဲ့ရဲကိုတိုင်မယ်ဆိုရင်လည်းဘုံကိုပေါက်ကွဲလိုက်မယ်လို့ဘုံသမားကပြောခဲ့ပါတယ်။ဒါကြောင့်ကံလေးဒီဘုံပြဿနာကိုတယောက်တည်းဖြေရှင်းရတော့မှာပါ။ဒီမြင်ကွင်းကတော့ဇလန်းဆာမှာကျွန်တော်တို့မြင်ခဲ့ရတဲ့မြင်ကွင်းပါ။ ူလဲကွင်းထဲကိုရောက်ရှိချိန်မှာတော့အများပြားလာတဲ့ပြိသက်တွေကြောင့်စိုးရိမ်သွားခဲ့ပါတယ်။ဒီလိုကြေပြောလာတဲ့ပွဲကြည့်စဉ်တွေမှာဘုံတလုံးကိုရှာဖို့ဆိုတာကလည်းမလွယ်ကူလှပါဘူး။ဒီချိန်မှာပဲဘုံသမားကသူ့ဖုန်းကိုခေါ်လာပါတယ်။အတန်တိုင်းပမာဏတရားကိုကြော်တာနဲ့ဘုံကစတင်အသက်ဝင်မှာဖြစ်ပြီးတော့ဘုံကိုတော့ VIP စင်မှာတက်ဆင်ထားတာဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲဒီချိန်မှာပဲပြိသက်တအူးလဲဖြစ်သတင်းတော်တအူးလဲဖြစ်တဲ့ဦးရဲဆိုသူကကန်းကိုရင်ကိုတင်းမောရဲ့ကပတိန်မှန်တန်းပြီးတော့မှတ်မိသွားခဲ့ပါတယ်။ဒါကြောင့်အစီအပြေလားလို့သူကမေးပါတယ်။ ကံကလေးဘုံရှိနေတဲ့အကြောင်းကိုရှင်းပြလိုက်ရပါတယ်။ဒါကြောင့်ဦးရလေးပွဲကိုဖြစ်ဖို့အတွက်ကွင်းထဲကိုကျူးကျော်ဝင်ရောက်သွားခဲ့တာပါ။ဒါမဲ့လေလုံချုံရေးတွေကသူ့ကိုဝိုင်းဖန်လိုက်တာကြောင့်သူလည်းမအောင်မြင်ခဲ့ပါဘူး။ကံကတော့ဘုံရှိနေတယ်လို့တည်ထားတဲ့ VIP ခန်းကိုပြေးနေခဲ့ပါပြီ။ဒီချိန်မှာပနီတီပြစ်ဒဏ်ရရှိသွားခဲ့ပြီးကံသွင်းလိုက်တာကြောင့်ပရိသတ်တရားလည်းကျေလွန်စွာအဟေးလိုက်တာကြောင့်ပဲအတန်ပမာဏဟာ100ဒက်စီဘယ်ကိုကျော်လွန်သွားခဲ့ပါတယ်။ဒီနောက်မှာတော့ကံလေးပေါက်ကွဲတော့မဲ့ဘုံကိုလိုက်ရှာရင်းနဲ့ငါးကံထဲမှာတွေးလိုက်တာကြောင့် ငါးကန်ကိုခွဲပစ်လိုက်ပြီးတော့လူတွေအားလုံးကိုလည်းထွက်သွားဖို့တတိပေးလိုက်ပါတယ်။ဘုံကလည်းကွဲဖို့မိနစ်ပိုင်းသာလိုတော့တဲ့အချိန်မှာထွန်မပြေးရသေးတဲ့ကလေးလေးတစ်ယောက်ကိုမြင်လိုက်ရပါတယ်။ကံလေးကလေးလေးကိုသူ့ကိုယ်လုံးနဲ့ကာကွယ်ပြီးတော့ဘုံပေါက်ကွဲမဲ့နေရာကနေလက်မတင်လေးလွတ်မြောက်သွားခဲ့ပါတယ်။အတပိကလွတ်သွားလို့တော်သေးရှိချိန်မှာပဲဘုံသမားကနောက်ထပ်ဖုန်းကော်လာကနောက်ထပ်ဘုံတစ်လုံးထပ်ရှိသေးတဲ့အကြောင်းကိုပြောလာပြန်ပါတယ်။အဲဒီဘုံကတော့ရေကူးကန်တစ်ခုရဲ့အောက်ခြေမှာပဲဖြစ်ပါတယ် အဲဒီရေကူးကန်ဟာလည်းလူပေါင်းများစွာလာရောက်အနားယူကြတဲ့နေရာဖြစ်တာမို့ကန်အားဒါကိုဖြည့်ရှင်းရအောင်ပါပဲဖြစ်ပါတယ်။အချိန်ကလည်းတမိနစ်ပဲရလာကြောင်းကန်အိုဒဲရဲ့ကားကိုငားပြီးတော့ပြေးရပါတော့တယ်။ဒီချိန်မှာကန်ရဲ့တမိလေးစူအီကအကြောင်းကနေပြန်လာချိန်မှာကလေးမလေးကိုလူလူစုကဖမ်းဆီးသွားခဲ့ပါတယ်။ကန်လေးကားကိုရန်ကုန်ကဝိုင်ပီအက်လေးမောင်းတလို့ကိုတလက်ချမ်းမောင်းပြီးတော့ပုံရှိရာကိုပြေးပါတော့တယ်။သူရောက်ရှိချိန်မှာပဲဘုံသမားကလည်းသူသမီးလေးရဲ့ပုံကိုကန်ကိုပို့လိုက်ပါတယ်။ ကံလဲလူများကြီးအသက်ကိုကယ်ရမလားသမီးလေးစီကိုပြေးရမလားပြများသွားခဲ့ပါပြီ။ဒါမဲ့စိတ်ကိုစူးစီးလိုက်ပြီးတော့ဟိုတယ်ကိုသမီးလေးရှိနေတဲ့ကားနဲ့ရောက်ဒီနေရာကိုရှာပေးဖို့အကူအညီတောင်းလိုက်ပါတယ်။အိုင်နိုကန်ဟာဘုံဒီနေရာကိုခံမှန်းလိုက်ပြီးတော့ရေကန်ရဲ့အောက်ခြေမှာရှိမှာပဲလို့တွေးလိုက်ကစဉ်းစားခဲ့ပါတယ်။သူဒီနားတဲ့အတိုင်းမှာပဲဘုံဟာရေကန်ရဲ့အောက်ခြေမှာရှိနေတာကိုလည်းတွေးလိုက်ရပါတယ်။ဒီချိန်မှာကန်ရဲ့ဇနီးတဲ့ယူချောင်းကလည်း ဘုံနောက်တလုံးရှိနေတဲ့ကစားကွင်းထဲမှာရောက်ရှိနေခဲ့ပါပြီ။ကဲဇနီးတဲ့ဟာလည်းဘုံရှင်လေးကျွမ်းကျင်သူတဦးဖြစ်တာမို့ဘုံကိုဖြုတ်ပြီးတော့ရှင်းလင်းပါပဲဖြစ်ပါတယ်။ဇနီးမောင်နဲ့နှစ်ဦးဟာနေရာနှစ်နေရာမှာဘုံကိုဖြုတ်ဖို့ကြိုးစားနေခဲ့တာဖြစ်ပါတယ်။သူတို့လည်းဖြုတ်လို့များတော့တဲ့ဆုံးမှာတော့ဘေးလူတွေကိုမထိခိုက်အောင်လို့ဘုံကိုသူတို့ခန္ဓာကိုယ်နဲ့အုပ်ဆိုးထားလိုက်ဖို့တွေးလိုက်ကြပါတယ်။ကြည့်ရတာတော့ဒီလင်မယားနဲ့အိမ်တော်ကြီးစင်မပြေကြလို့တက်တည်ခြင်းနေတာအများလားလို့တွေးမိပါတယ်။ဒါမဲ့ဘုံကတကယ်မပေါက်ကွဲခဲ့ပဲဘုံတူတာဖြစ်နေတာကိုတွေးခဲ့ရပါတယ်။ ဂန်လက်ရေကန်တွေကနေပြန်တက်လာချိန်မှာပဲဖုန်းကဝင်လာပြန်ပါတယ်။သူနဲ့သူ့ရဲ့ဇနီးတဲ့နေရာလုံးကိုဘုံသမားကဆက်သွယ်နေတာဖြစ်ပြီးတော့သူတို့သမီးလေးရဲ့အသက်ကိုချိန်ချောက်နေခဲ့တာပါ။ဂန်ရဲ့ဇနီးတဲ့မတ်တရရနေတဲ့မြေကြီးအောက်တက်တက်မှာဘုံကိုဆင်ထားတာဖြစ်တယ်ဆိုတာကိုလည်းသိခဲ့ရပါတယ်။ဒါကြောင့်ယူကြောင်ဟာဘုံပေါ်မှာမတ်တရရမိနေခဲ့တာဖြစ်ပါတယ်။ယူကြောင်ထွက်ပြေးမဲ့ဆိုရင်လည်းသူတို့သမီးလေးဆူကြီးကိုတပ်ပစ်မယ်လို့ချိန်ချောက်ထားတာကြောင့်ယူကြောင်ကမပြေးဘဲနဲ့ရပ်နေခဲ့ရပါတယ်။ကံကတော့သူ့ရဲ့ဇနီးတဲ့ကိုဘေးလို့ရာကိုအမြန်ပြေးဖို့ပြောပြင်မဲ့ယူချောင်ကတော့လှုပ်တော်မလှုပ်တော့ပါဘူး ီချိန်မှာပဲဘုံကပေါက်ကွဲထွက်သွားပြီးတော့ယူကြောင်လဲလွင့်ထွက်သွားခဲ့ပါတယ်။ဒီချိန်မှာဂန်ရဲ့သမီးလေးရှိနေတယ်လို့တီထားတဲ့ကာအနေအောင်ကိုအိုဒေကရှာတွေ့သွားခဲ့ပါတယ်။ဒါကြောင့်ကာတကားကိုဆွဲဖွင့်လိုက်ချိန်မှာပဲပေါက်ကွဲမှုကဖြစ်သွားပြီးတော့အိုဒေလဲလွတ်ဆွင့်သွားရပါတယ်။ဒါမဲ့ကားထဲမှာတော့သူတို့သမီးလေးလည်းရှိမနေခဲ့ပါဘူး။အခုမှပေါ်ထွက်လာတာကတော့ဒီဘုံတွေကိုတက်စင်ကအကန့်ကိုတစ်ချိန်လုံးညွှန်ကြားနေသူဖြစ်ပါတယ်။သူနံမီကတော့ထေဆောင်ဖြစ်ပြီးတော့သူကလည်းနင်းမြုပ်သွားတဲ့ရင်ကိုတင်းမုံမှာပါဝင်ခဲ့တဲ့ကံရဲ့လက်အောက်ကတပ်သားတအုပ်ပဲဖြစ်ပါတယ်။ တေဆောင်းရဲ့အကူဟာအဲ့ဒီနေ့ကရင်ကိုတင်မော့ကိုတိုက်ခိုက်ခံရတဲ့နေ့မှာတည်ဆုံသွားတဲ့သူတွေထဲမှာပါဝင်ခဲ့တာပါ။ဒါကြောင့်တေဆောင်းဟာသူ့ကိုတည်ဆုံမှုအတွက်အစိုးရနဲ့တင်မော့ကပ္ပတိန်ကန့်ကိုလက်စားချေဖို့ကြံစီကဘုံတွေကိုဖောက်ခွဲနေခဲ့တာပဲဖြစ်ပါတယ်။ဒီချိန်မှာပဲမျိုးတော်ဝင်ရဟဟာကစားကွင်းထဲကပောက်ခွဲမှုအကြောင်းကိုတီးလိုက်ရပါတယ်။ဒါကြောင့်သူကဘုံဖြုတ်ဖို့ကြိုးစားခဲ့တဲ့ကံရဲ့ဇနီးတဲ့ယူကြောင်းရှိနေတဲ့ဈေးရုံကိုသွားဖို့လိုလိုက်ပါတယ်။ဒီချိန်မှာပဲဘုံသမားတေဆောင်းကတော့ဈေးရုံမှာဆရာဝန်ပြည့်ဟန်ဆောင်ကကံရဲ့ဇနီးတဲ့ယူကြောင်းကိုခေါ်ထုတ်သွားနေခဲ့ပါပြီ။ ကန်တို့ကလည်းတခြားရည်တဲ့ရာရှိတွေကိုလိုက်ရှာကထေဆောင်ရဲ့အကြောင်းတွေကိုလိုက်ပြီးတော့စုံစမ်းနေခဲ့ပါတယ်။လိစာတို့ခုကိုစုံစမ်းလို့ရတာကြောင့်ကန်တို့ကလည်းထေဆောင်ကိုပြန်လည်ရှာဖွေနေကြပါတယ်။ထေဆောင်ရဲ့အိမ်ကိုရောက်ချိန်မှာတော့ဖောက်ဝဲပစ္စည်းတွေများစွာတွေ့ခဲ့ရပါတယ်။ဒီချိန်မှာပဲထေဆောင်ကကန်ကိုဖုန်းခေါ်လာပြီးတော့ရည်တဲ့ရာရှိတွေတည်ဆုံရတာကန်ရဲ့အပြစ်လို့ပြောလာပါတယ်။ကန်ကပြည်ထောင်ကုန်စင်ကိုရှင်းပြပေးမယ်လေထေဆောင်ကလက်မခံဘဲနဲ့ဘက်ဆော်တဲမှာတွေ့ကြဖို့ပြောလိုက်ပါတယ်။ ရန်ရောက်လာချိန်မှာတော့ယူချောင်းကိုမတွေ့ရတော့ဘဲနဲ့ယူချောင်းရဲ့တစ်တော်ဆောင်တည်ဆုံနေတာကိုပဲမြင်ခဲ့ရပါတယ်။ဒါကြောင့်သူကဒီစေးုံတစ်ခုလုံးကလူတွေကိုထဲဆောင်ကိုရှာဖို့အမိန်ပေးလိုက်ပါတယ်။ထဲဆောင်ကတော့အားလုံးကိုထိုးကြိတ်ကထွက်ပြေးလာနိုင်ခဲ့ပါတယ်။ကန်တို့လည်းသူတို့ထဲဆောင်အိမ်မှာတွေ့ခဲ့တဲ့အရာတွေကိုရန်ကိုပြောပြကထဲဆောင်ချိန်ထားတဲ့ဟိုတယ်ကိုရောက်လာကြပါတော့တယ်။သူတို့လည်းဘုံသမားကိုလိုက်ရှာပြင်မဲ့ဘုံသမားကိုမတွေ့ဘဲနဲ့ကံရဲ့တမီလေးစူရီအိပ်ပျော်နေတာကိုပဲတွေ့ခဲ့ရပါတယ် ကံတယောက်သမီးလေးလောက်ကိုရောက်ချိန်မှာတော့သမီးလေးရဲ့ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာဘုံတွေဆင်ထားတာကိုတွေ့လိုက်ရပါတယ်။ဘုံကျွမ်းကျင်သူတွေလည်းထေဆောင်ရဲ့ဘုံတက်ဆင်မှုကိုလေ့လာပြီးတော့ဖြုတ်ဖို့အချိန်ယူနေကြပါတယ်။ဒီချိန်မှာပဲထေဆောင်ကတော့မစ်ဆော်တယ်ရဲ့ဟောပြောခန်းမလေးကိုအေးအေးဆေးဆေးဝင်ရောက်လာခဲ့ပါတယ်။သူ့ရဲ့တစ်ကိုယ်လုံးမှာလည်းဘုံတွေအပြည့်တက်ဆင်ထားတာကိုတွေ့ခဲ့ရပါတယ်။အဲနောက်သူက မိုက်ခရိုဖုန်းကနေတဆင့်လူတွေကိုအတန်ပေးလိုက်ပါတယ်။ဒီချိန်မှာကံနဲ့ထေဆောင်စီကိုရောက်လာခဲ့ပါတယ်။ ကံတယောက်ဒေဆောင်ကိုစိတ်ကိုတည်တည်ငြိမ်ငြိမ်ထားဖို့ပြောပေမဲ့လေဒေဆောင်ကတော့သူ့ကိုတေးရတာဟာကံရဲ့အပြစ်ပဲလို့ပြောနေတော့မှာပဲပြီးတော့ကံဟာသူ့အသက်အတွက်ကိုလို့ယုံသွားခဲ့သူပဲလို့ဒေဆောင်ကဆွဆွဲနေခဲ့ပါတယ်ဒီချိန်မှာပဲနောက်ကျောင်းပြန်ပြသမှုတစ်ခုကိုကြည့်ရှုရမှာပါဒီချိန်ကတော့ကံတို့တင်းမဟာတိုက်ခိုက်ခံရမှုကြောင့်နစ်မြုပ်သွားပြီးတော့စတိရဲ့ကြာကာလဖြစ်ပါတယ်ဒေဆောင်နဲ့သူ့ကိုဟာတင်းမောရင်းမှာထိုင်နေကြရင်းနဲ့ပဲကပတိန်ကံကသူ့ကိုကယ်တင်မှာယုံကြည်ကြောင်းပြောရင်းနဲ့အားပေးနေခဲ့ကြတာပါ ီချိန်မှာပဲကန်ရဲ့လက်ထက်ကိုရေတပ်ဌာနချုပ်ကပို့လိုက်တဲ့စာလဲရောက်လာခဲ့ပါတယ်။အဲဒါကတော့သူတို့ကိုလာခဲ့ဖို့အတွက်အနည်းဆုံး15ရက်လောက်ကြာမြင့်မယ်ဆိုတဲ့အကြောင်းကြားစာပဲဖြစ်ပါတယ်။ရင်ကိုတင်မောင်းထဲမှာလည်းအောက်ဆီဂျင်က19ရာခိုင်နှုန်းသာကျန်တော့တာပါ။ဒါကြောင့်အရာရှိတွေလည်းအားလုံးကြောက်လန့်လာကြပါတယ်။ဒါကြောင့်ကန်ကတနိုင်ဆုံးခြေနေကိုထိန်းချုပ်ပြီးတော့ထိခိုက်မှုအနည်းဆုံးဖြစ်အောင်လုပ်ဖို့ကြိုးစားရပါတော့တယ်။ဒါကြောင့်ကန်ကသူတို့အနေနဲ့မဲနိုက်ခါအဆုံးပြတ်ခံယူကြမယ်လို့ပြောလိုက်ပါတယ်။အားလုံးကမဲနိုက်တဲ့အနေနဲ့တူရှင်မတူညီတဲ့ဂျိုးလေးတွေကိုဆွဲယူကြပါတယ်။ ကျိုးချေရတဲ့သူတွေကအောက်ဆီဂျင်ရှိတဲ့အခန်းထဲမှာဆက်နေခွင့်ရမှာဖြစ်ပါတယ်။ကျိုးတို့ရတဲ့သူတွေကတော့အခန်းထဲကထွက်ပေးရမှာဖြစ်ပြီးတော့တည်ဆုံးမှာပဲဖြစ်ပါတယ်။ထဲဆောင်မင်းနဲ့ရမယ့်အလစ်မှာတော့ကျိုးချေရသွားပြီးတော့သူ့ကိုကတော့ကျိုးတို့ပဲရသွားခဲ့တာပါ။ထဲဆောင်ကသူ့ကိုကိုမသိစေချင်တာကြောင့်ကပတိန်တန်ကိုထိုးမယ်ချိန်မယ်လို့နေခဲ့တာပါ။ဒါကြောင့်တခြားရာရှိတွေကထဲဆောင်ကိုချုပ်ထားလိုက်ရပါတယ်။ ကျိုးတူကိုရရှိထားတဲ့အရာရှိတွေကတော့သဘောတူထားတဲ့အချိန်အောက်ဆီဂျင်ခြွေတာဖို့အတွက်အခန်းထဲကနေထွက်သွားပေးရတော့မှာပေါ့ကပတိန်ကန်နဲ့တကွအားလုံးကအလေးပြုကနှုတ်ဆက်လိုက်ကြပါတယ်လက်ရှိကာလမှာတော့ထေဆောင်အားကန်ရဲ့ဇနီးတဲ့ကိုခေါ်သွားပြီးတော့ဘုံတွေတက်ဆင်ထားပြန်ပါတယ်အချိန်3မိနစ်အတွင်းမှာကန်အားသမီးလေးဖြစ်သူရောဇနီးတဲ့ဖြစ်သူရောကိုကတင်ရမှာပဲဖြစ်ပါတယ်ဒါမဲ့ကန်အနေနဲ့ကထေဆောင်ဝစ်ဆင်ထားတဲ့ဘုံအင်ကြီးကိုဖြုံးချနိုင်မယ်ဆိုရင်တော့သမီးနဲ့ဇနီးတဲ့ဖြစ်သူဝစ်ဆင်ထားတဲ့တိုင်မာတွေကိုပိတ်နေမှာဖြစ်ပြီးတော့ဘုံတွေမကွဲအောင်တားဆီးနိုင်မှာဖြစ်ပါတယ် အချိန်ကမရှိပါဘူးဆိုမှပဲကံဟာထေဆောင်လဲချရအောင်မှာပဲဖြစ်ပါတယ်မတတ်နိုင်တဲ့ဆုံးမှာတော့ကံနဲ့ထေဆောင်လဲကိကြပါတော့တယ်ခဏကြာမှာပဲမစ္စတာယန်ရောက်လာပြီးတော့ထေဆောင်ကိုပြစ်လိုက်တာကြောင့်ထေဆောင်လဲပြီးဆုံးသွားပါတော့တယ်ဒီချိန်မှာပဲကံဟာဇနီးတန်နဲ့သမီးရဲ့ခန္ဓာကိုယ်ပေါ်ကပုံးတွေကိုအချိန်တိုလေးပြင်းမှာပဲဖြုတ်ဖို့ကြိုးစားရပါတော့တယ်ဘာကူမှမစင်းစားနိုင်တော့ဘဲနဲ့ကံအချင်းခဏလေးတွင်းမှာပဲ manage လုပ်လိုက်နိုင်ပြီးတော့မိသားစုကိုကယ်တင်လိုက်နိုင်ခဲ့ပါတယ် နောက်ဆုံးမှာတော့ကန်ဟာအားလုံးရဲ့ရှိမှာပဲရင်ကိုတင်းမောနှမြုပ်သွားမှုအတွက်သူဟာကပိန်တယောက်အနေနဲ့အကောင်းဆုံးကြိုးစားခဲ့ပေမဲ့လည်းရလဒ်မကောင်းခဲ့မှုအတွက်တောင်းပန်ပါကြောင်းပြောကကြေညာခဲ့ပါတယ်။နောက်ဆုံးမှာတော့ကန်ဟာရင်ကိုတင်းမောရင်းမှာကြာဆုံးသွားခဲ့တဲ့သူ့ရဲ့ရဲဘော်ရဲဘက်တွေရဲ့အုပ်ဘူလေးတွေစီကိုသွားကဆူတောင်းပေးရင်းနဲ့ပဲဇလန်လီလည်းပြည်ဆောင်သွားခဲ့ပါတယ်ခင်ဗျာ။ဒီမှာပဲဒက်စီဘယ်ဆိုတဲ့ဇကားလေးဟာလည်းပြည်ဆောင်သွားခဲ့ပါတယ်ခင်ဗျာ။အစုံဒီလားဆင်ပေးခဲ့ကြတဲ့ဒူးချင်းတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။